နေ့ကအမရှိနေတော့ကသူကအိမ်လာပြီးတော့လာပြောဘာလို့လဲဆိုတော့ဟိုမချင်မော်ဒီကားထဲမှာခက်ခက်မာနေရနေပြုတ်ဆောင်မှာဆိုတော့သူ့ရဲ့ item တကူတည်းကျွန်တော်ဟိုးအရင်ပထမဦးဆုံးအဲကျွန်တော်မြန်မာပြည်ရဲ့ပထမဦးဆုံးဒီ Sino Lab CV တဲ့ကနေသူ့ကိုကြိုက်ခဲ့တာဆိုတော့အဲ့ဒါမာယာချိုကလေးကနေအမအောင်အားပေးခဲ့ဆိုတော့ကျွန်တော်အပြင်မှာတွေ့တိုင်းလဲကားရိုက်စုံနိုင်တယ်ပြောတယ်တွေ့တိုင်းလဲပြောတယ်အခုဒီနေရာမှာခက်ခက်မာ လာတော့ကဒီငလင်နေနဲ့ပတ်သက်တဲ့ဟာမျိုးမှာဆိုကျွန်တော်အဲ့ဒီကနေရလိုက်တဲ့အဲဘဝသင်ခန်းစာတစ်ခုလိုပဲပြောရမှာပေါ့နော်ဆိုကျွန်တော်တို့ဘယ်အရာမှမမြဲဘူးဆိုတာသိလိုက်တဲ့အချိန်မှာအဲ့နောက်ကျတော့ဘာဖြစ်ချင်နေတို့ဘာလုပ်ချင်နေတို့အဲ့လိုမျိုးတွေဆိုတာတက်ဘာလောဘမှမရှိရဘူးပေါ့နော်ရိုက်ထားတဲ့ကားတွေအဝဲမတက်သေးလို့ပူပန်နေရတာမျိုးတွေအဲဘာကားတွေထိုက်ရိုက်ချင်တာမျိုးတွေအဲဘလို့စုတွေလိုချင်တာမျိုးတွေအဲ့လိုလောဘတွေကျွန်တော်မှမရှိတော့ပါမရှိတော့ဘဲနဲ့အဲ့တော့အခုပြစ်ဆုတ်ပံမှာအကောင်းဆုံးနေမယ်အဲ့ဆိုလို့ရှိရင်တော့အနာဂတ်ကကောင်းမှာပဲပေါ့ဆိုတော့အဲ့လိုပဲတွေးလိုက်တယ်ပြစ်ဆုတ်ပံမှာပဲ ဟုတ်ကဲ့ခင်ဗျာကျွန်တော်ကတော့အမနိုင်ပြောရင်တော့ဒီကားမှာဟိုနေ့ကဒီတို့ official trailer လဲအပြပြီးွားပြီပေါ့နော်ဆိုပြီးတော့အဒီနေ့ညစပြီးတော့ဒီမေလာတရနေ့ညစပြမယ်လို့သိထားပါတယ်ဆိုတော့အဲ့ trailer ကြည့်ကလေးကရင်တော်တော်လေးတော့သဘောကျမိပါတယ်ဆိုအပိုင်းတစ်ထက်ကနေတို့စလောင်မယ်လို့ထင်တယ်လေဘာလို့လဲဆိုတော့ဟိုမကျွန်တော်ဒီကားရဲ့မှာခက်ခက်မှန်နေရတဲ့ရုပ်ဆောင်မှာဆိုတော့သူ့ရဲ့ item တော့ကိုယ်ကကျွန်တော်ဟိုးအရင်ပထမဦးဆုံး အာကျွန်တော်တို့မြန်မာပြည်ရဲ့ပထမဦးဆုံးဒီ Sino Lab CV တွေကနေသူ့ကိုကြိုက်ခဲ့တာဆိုအဲ့ဒါမာယာချိုကလေးကနေအမအားပေးခဲ့ဆိုကျွန်တော်အပြင်မှာတွေ့တိုင်းလဲကာရိုက်ဆုံတိုင်းလဲပြောတယ်တွေ့တိုင်းလဲပြောတယ်အခုဒီနေရာမှာခက်ခက်မှာဘယ်လောက်ထိမာမလဲပေါ့နော်ဘယ်လိုမျိုးတွေလောက်ပြအောင်လဲဆိုတာတော့မျှော်လင့်နေပါတယ်အာဒီစကားကိုတော့ကျွန်တော်ကလေဟိုတလောကသူတို့တိတ်မကြသေးဘူးရှေ့ပိုင်းကဒီ OSD လဲတင်လိုက်တယ်ဗောနော်သူကဒီ အမုံနေအမုံနေကမြစ်လိုမျိုးဒီလိုစီးစင်းနေမယ်ဆိုတော့ဘယ်မှအချစ်ကိုရောက်လာမှာမဟုတ်ဘူးဒီအမုံမြစ်တွေကုံသွားမှာပဲအချစ်ဆိုတာဖြစ်လာမယ်ဆိုတော့တို့တယောက်နဲ့တယောက်ဒီအတ္တတွေအညိုးတွေအမုံတွေကလူတွေကိုလောင်စေရလေကျွန်တော်တို့လောကကြီးမှာလည်းဒီသဘောပဲပေါ့ဒီအမုံနေဒါတွေရှိနေတွေ့ပူလောင်နေမှာပဲစိတ်ဆင်းရဲနေမှာပဲဒီအမုံနေကင်းသွားမှာပဲချစ်ချင်းမေတ္တာဆိုတာရမယ်ဆိုရင်ဟာမျိုးတို့က true story ကို base ဆိုပြီးရိုက်တယ်လို့ပြောပါတယ်ဆိုတော့အဲ့တော့ကားထဲမှာပါတဲ့ actor တွေရဲ့ရုပ်ဆောင်မှုတွေရဲ့ပြီးတော့ဒီ writer ဆရာရဲ့တို့ရဲ့ ဖန်တီးထားမှုတွေကိုကျွန်တော်အများကြီးမျှော်လင့်ပါတယ် နိုင်ပြောရင်တော့ကျွန်တော်ဒီကားရင်းနဲ့ပတ်သက်လို့တော့ကျွန်တော်စိတ်ချော့လိုက်ပါပြီစိတ်ချော့လိုက်ပါဆိုတာဘာလို့လဲဆိုတော့ဟိုလေကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီဒီလိုစိတ်မျိုးကဘာမှဖြစ်သွားလဲဆိုတော့အခုဒီပြီးခဲ့တဲ့လတုန်းကဒီငလင်းနေနဲ့ပတ်သက်တဲ့ဟာမျိုးမှာဆိုတော့ကျွန်တော်အဲ့ရနေရလိုက်တဲ့အဲဘဝတင်ကန်းစာတစ်ခုလိုပဲပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဘယ်အရာမှမမြဲဘူးဆိုတာသိလိုက်တဲ့အချိန်မှာအနောက်ကျောဘာဖြစ်ချင်နေတို့ဘာလုပ်ချင်နေတို့အဲ့လိုမျိုးတွေဆိုတာဘာလောဘမှမရှိတော့ဘူးပေါ့နော်ရိုက်ထားတဲ့ကားတွေအဝဲမတက်သေးလို့ပူပန်နေရတာမျိုးတွေအဲဘာကား ားတွေထိုက်ရိုက်ချင်တာမျိုးတွေဘယ်လိုစုတွေလိုချင်တာမျိုးတွေအဲ့လိုလောဘတွေကျွန်တော်မရှိတော့ပါမရှိတော့ဘဲနဲ့အဲ့တော့အခုပြစ်ဆုပ်ပံမှာအကောင်းဆုံးနေမယ်အဲ့ဒါဆိုလို့ရှိရင်တော့အနာဂတ်ကကောင်းမှာပဲပေါ့ဆိုတော့အဲ့လိုပဲတွေးလိုက်တယ်ပြစ်ဆုပ်ပံမှာပဲတည့်တည့်နေပြီးတော့လောက်ရမယ့်အလုပ်တွေကိုကျွန်တော်အကောင်းဆုံးကြိုးစားမယ်ဆိုတော့ခံယူချက်နဲ့အခုအဲ့လိုပဲဖြတ်တန်းနေပါတယ်အဲ့တော့ကျွန်တော်ရိုက်ထားပြီးတက်ကားတွေအဝဲတက်တည်ဖြစ်စေမတက်တည်ဖြစ်စေနောက်ထပ်ကျွန်တော်ရိုက်ရသည်ဖြစ်စေမရိုက်ရသည်ဖြစ်စေအဲ့ဒီပုံမှာကျွန်တော်ဘာပူလောင်မှုမှမရှိတော့ဘူးခင်ဗျာဆိုတော့အဲ့တော့ အမရေရသေးတဲ့ကားတွေမထွက်သေးတဲ့ကားတွေပေါ်မှာကျွန်တော်တို့အပိယပရိသတ်တွေကတော့တမျောမျောတော့ဖြစ်နေကြတာပေါ့နော်အဲ့တော့ဒီကနေကျွန်တော်ကိုယ်တိုင်လည်းမမျောတော့ပါဘူးလို့အဲ့အတွက်လည်းအမျောလင့်ပြီးတော့စောင့်စားနေရတဲ့ပူပန်မှုပူလောင်မှုမျိုးတွေကိုကျွန်တော်ပရိသတ်တွေကိုလည်းမပေးချင်တော့ပါဘူးအဲ့တော့ကြောင့်မို့လို့တကယ်ပြတဲ့ခါကျရင်ဒါတကယ်ကြည့်ပြီးအားပေးပါအကယ်၍ပြခွင့်မရတော့ဘူးဆိုလို့ရှိရင်လည်းဒီတိုင်းပဲ အဲမိပြစ်လိုက်ပါလို့ပဲပြောစင်ပါအအခုလောလောဆယ်ကတော့ကျွန်တော်အမင်္ဂလာဆောင်ရာသီမကုံသေးတော့ wedding တွေကိုတောက်ရှောက်ဟို MC နေနဲ့လုပ်ဖြစ်တယ်ပြီးတော့ event ပွဲတွေ MC လုပ်ဖို့ရရှိတယ်ပြီးတော့ကျွန်တော်အခုဟိုစတင်နေတာဆိုတော့ဒီ personal grooming ပေါ့နော်လူတယောက်ကိုယ်ကိုယ်သွေးတွေ develop ဖြစ်လာဖို့လည်းဒီ personal development coach တွေလုပ်တယ်ပြီးတော့ခါကျရင် presenter ပေါ့ကျွန်တော် presenter လုပ်ငန်းမှာ7နှစ်တစု ရှိပြီဆိုတော့ဒီဟာနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ sharing လုပ်ပေးတဲ့အနေနဲ့သင်တန်းတွေဖွင့်ဖို့ရှိပါတယ်ခင်ဗျာပြီးတော့ကျောင်းညာအတိုလေးလည်းရိုက်ဖို့ပြောထားတာတော့ရှိတယ်အဲဒါပေမဲ့လည်းခုနကျွန်တော်ပြောသလိုပေါ့ရှိတော့ရှိတယ်အလုပ်ဖြစ်တဲ့နေ့ကျရင်လုပ်ဖြစ်တယ်ပေါ့အဲအဲ့လိုမျိုးလည်းပဲအဲ့လိုမျိုးနဲ့ပဲကျွန်တော်စိတ်ကိုခံယူပြီးတော့ပြင်ဆင်ထားပါတယ် ဟုတ်ကဲ့ခင်ဗျာအမုံမြင့်ဆက်ကအခုဆိုလို့ရှိရင်တော့ကျွန်တော် Heplay နဲ့ MRT ဖုန်းနဲ့ပေါင်းပြီးရိုက်တယ်လို့သိထားပါတယ်ဆိုတော့ March မေလ၁ရက်နေ့ဒီနေ့ညနေစတင်ပြီးတော့ on air ဆက်လုပ်ပါပြီအဲ့တော့ဒီအမုံမြင့်ရုပ်သံဆိုင်ရာတွေမှာပါဝင်ကြတဲ့ actor တွေရောဒီဇာကားနဲ့ပတ်သက်တဲ့ဇာကားနောက်ွယ်ရပညာရှင်တွေရောအားလုံးကိုပေါ့နော်ဒီရုပ်ရှင်တွေပညာနဲ့ပတ်သက်တဲ့သူတွေအားလုံးကိုရုပ်ရှင်ချစ်တဲ့ပရိသတ်တွေအားလုံးအားဇလန်းတွေကိုချစ်တဲ့ပရိသတ်တွေအားလုံးကအားပေးပါတို့တွေဒီအမုံမြင့်ထင်မှာပါတဲ့တယောက်ချင်းစီတယောက်ချင်းစီလိုက်လဲအများကြီးအောင်မြင်ပါစေလို့ဒီညကနေဆုတောင်းပေးပါရခင်ဗျာ ဟုတ်ကဲ့ခင်ဗျာကျွန်တော်ကိုကျွန်တော်ရဲ့ဇက်ကားတွေပြတ်သွားစီဖြစ်စီ ရိုက်နေပြီဖြစ်စေဒါကျွန်တော်တို့ MRTV4 မှာ Channel 7မှာကျွန်တော်အစီအစဉ်လေးတွေဗာလေးပဲလာလာကျွန်တော်အများနဲ့အားပေးပြီးချစ်နေကြတဲ့သူတွေပြီးတော့ကျွန်တော်ရဲ့ social media ကနေပေါ့လေအဲကျွန်တော်ဘန်ကောက်ကိုပဲသွားသွားဗာပဲလို့လို့ကျွန်တော်ဘယ် post ကိုပဲတင်တင်ကျွန်တော်တောက်လျှောက်အားပေးဝန်းရံနေကြတဲ့တယောက်ချင်းစီကိုတကယ်ရင်ထဲကနေကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်နောက်နောက်လေးကျွန်တော်စူးစမ်းเสียရှိရတော့ဆက်ပြီးစူးစမ်းမှာပါအဲကိုမပိုင်တဲ့အနာဂတ်တွေကိုတော့ဘာမှမပြောလို့တော့ပေမဲ့လေပြစ်ဆုတ်ပန်တိုင်းမှာကျွန်တော်လည်းအကောင်းဆုံးစူးစမ်းနေမှာမဟုတ်လို့ပြစ်ဆုတ်ပန်တိုင်းမှာအကောင်းဆုံးစူးစမ်းပြီးနေပေးပါကျွန်တော်ကိုလည်းချစ်ပေးလို့ကျေးဇူးအများကြီးတင် ါတယ်အားလုံးနေ့ရက်တိုင်းမှာကျန်းမာပျော်ရွှင်ပါစေလို့ဆန္ဒပြုပါတယ်